ွှန်းစစ်ချက်ခွန်အသစ်ကြောင့် iPhone စီးနှုံများမြင့်တက်လာနိုင်အခုသတင်းပတ်အတွင်းမှာစသဖြင့်အသက်ဝင်တော့မဲ့အမေရိကန်သမ္မတဒေါ်နယ်ထရိုက်ရဲ့အခွန်စစ်ချက်မှုအသစ်ကြောင့် iPhone စီးနှုံတွေတိတိတသားမြင့်တက်လာနိုင်ခြေရှိကြောင်း App Bank Company အမှုဆောင်အရာရှိချုပ်ပြောကြားလာတာကို Reuters သတင်းမှာဖော်ပြထားပါတယ် အဆိုပါစီချက်ခွန်တွေထဲမှာ iPhone အပါဝင်ဖြစ်ပြီးအထူးကပြဿနာက Apple ထုတ်ကုန်အများစုကိုတရုတ်နိုင်ငံမှာထုတ်လုပ်တာဖြစ်တာကြောင့်ကုန်ပစ္စည်းတွေအပေါ်အခု54ရက်ခိုင်နှုန်းပေးဆောင်ရတော့မှာဖြစ်ပါတယ်ဒါကြောင့်လိလဆန်းစစ်သူရဲ့အဆိုအရ Apple Company ဘက်ကအစင်းနှုံမြင့်တင်မှုရွေးချယ်ပါက iPhone 60ကဒေါ်လာ999ကနေဒေါ်လာ1142ကိုမြင့်သက်သွားနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ Apple Watch တွေကလည်း43ရာခိုင်နှုန်းမြင့်တက်နိုင်တယ်လို့ iPad, Apple နဲ့ Mac တွေကလည်း40ရာခိုင်နှုန်းနီးပါးမြင့်တက်လာနိုင်ခြေရှိတယ်လို့ခန့်မှန်းထားကြပါတယ်။တက္ကသိုလ်လုံးကိုကုန်တွေစီးပွားရေးကဏ္ဍမှာအကြီးကြီးကြီးထားစေမဲ့တင်းကြောအခွန်စည်းကြမ်းမှုအသစ်တွေကိုအမေရိကန်သမ္မတဒေါ်နယ်ထရပ်က AP 2ရက်နေ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။အဲ့ဒီအခွန်စည်းကြမ်းမှုဟာအမေရိကန်ရဲ့ကုန်တွယ်ဘက်နိုင်ငံအလုံးနီးပါးအပေါ်တက်ရောက်စေပြီး အထူးသဖြင့်အာရှနိုင်ငံတွေရဲ့တွင်းကုန်တွေအပေါ်အခွန်စည်းချက်မှုမြင်းမြမမသတ်မှတ်ထားတာကိုတွေ့ရပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။